ဟယ်လိုအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ယနေ့ကာလဟာခဲယင်သောကာလနောက်ဆုံးသောကာလဖြစ်တော့ကြောင့်ယုံကြည်သူများနေစဉ်ဘလို့အသက်ရှင် ဆောက်လိုက်ရမလဲနေစဉ်အတ္တတာထဲမှာဘလို့တတိပြု၍တွာလာရမလဲဆိုတော့ကိုနှုတ်ကပတော်ကနေတုန်တင်ထားတာဖြစ်ပါတယ်ယနေ့နောက်ဆုံးသောကာလရဲ့နမိတ်လက္ခဏာတွေဟာ တ်ဝန်းကျင်မှာတာမကဘဲနဲ့ကျွန်တော်တို့ရဲ့အတ္တတာမကောဖြစ်နေသလားကျွန်တော်ကျွန်တော်တို့ရဲ့အတ္တတာကနေစပြီးတော့မှ ကြည်ရမှာဖြစ်ပါတယ်နောက်ဆုံးတော့ကာလဖြစ်တဲ့အတွက်ကြောင့်များစွာသော အဖြစ်အပျက်တွေဟာကဘာပေါ်မှာတနေ့ပြီးတနေ့တစ်ဆက်ကပြီးတစ်ဆက်ကထူးထူးခြားခြားနဲ့ပြောင်းလဲမှုများစွာ မဖြစ်စဘူးတွေဖြစ်လာခဲ့ရတယ်ဆိုတဲ့အရာတွေဟာတက်တည်ပဲမဟုတ်ပါလားဒါကြောင့်မလို့ ယုံကြည်သူများနမောနမေအသက်ရှင်၍နေဖို့ရန်ကာလမဟုတ်တော့ဘူးဆိုတာကိုသိနာလေစေချင်ပါတယ်။အော်တချို့ကတော့ဆရာရဲ့နောက်ဆုံးတော့ကာလပြောနေတာတော့ကြာပါပြီ။နောက်ဆုံးတော့ကာလဆိုတာကငယ်ငယ်ကတည်းကကြာတာပါလို့ထင်ကောင်းထင်တဲ့သူတွေလည်းစဉ်းစားကောင်းစဉ်းစားတဲ့သူတွေလည်းရှိကောင်းရှိမှာပါ။ဒါပေမဲ့လို့အရင်နဲ့မတူတဲ့အချိန်အရင်နဲ့မတူတဲ့လူတွေရဲ့စိတ်နေသဘောထားကတော့ပြောင်းလဲနေတယ်ဆိုတာကိုတော့ တတိထားစီချင်ပါတယ်နောက်ဆုံးသောကာလဖြစ်တဲ့အတွက်ကြောင့်လူရီရဲ့အကျင့်စရိုက် လူရီရဲ့တဘောတပါဝရီစိတ်နေတဘောထားတွေကလုံလုံကိုပြောင်းလဲလာပါပြီကိုကိုကိုပဲစဉ်းစားကြည့်ပါတင့်ရဲ့အတ္တတထဲမှာလေထိုကဲ့သို့ဖြစ်နေတယ်မဟုတ်လားတိမောသေဩဝါဒစာဒုတိယစာဆောင်အခန်းကြီး3ထဲမှာတော့ဒီနောက်ကနောက်ကာလအချိန်မှာ လူရီရဲ့အကျင့်စရိုက်ကဘယ်လိုဖြစ်လာမလဲဆိုတာကိုကြိုတင်ပြီးတော့မှရေးထားတဲ့ကြမ်းချက်လေးတွေ့ရပါတယ် နောင်ကာလသည်ခဲရင်သောကာလဖြစ်မည်ဟုတိမှတ်လောတဲ့အပေတို့နီဟူမူကားလူတို့တီကိုကိုကိုချစ်တော်သူတဲ့နောက်ဆုံးသောကာလဆိုတာခဲရင်သောကာလခဲရင်သောကာလဆိုတာကမေတ္တာတရားခေါင်းပါသောအချိန်နော်မေတ္တာတရားခေါင်းပါလာသောကာလခဲရင်နေအချိန်ကာလဖြစ်လာလိမ့်မယ်ဆိုတာကို တိမှတ်လို့တဲ့ဘာဘယ်လိုဖြစ်လာမလဲဆိုတော့လူတို့ဒီကိုယ်ကိုယ်ကိုချစ်တော်သူတိချင်းတီခက်မှာလူတိုင်းလူတိုင်းကကိုယ်ကိုယ်ကိုပဲဦးစားပေးပါတယ်သူများကိုဦးစားပေးဖို့မစင်းစားကြပါဘူးတင်းနေထုံနီအတိုင်းပဲတော့တော်တန်းစီတဲ့နေရာမှာသူများဘလောက်ပဲအဖိုးကြီးဖြစ်ဖြစ်ဖွားကြီးဖြစ်ဖြစ်ကိုယ်တော့ကတန်းစီနေပေမဲ့စိတ်ကိုဆွေပါလို့နေရာပေးမဲ့တင်းနေကြတော့ ရှိနေသလားဒါကတိတ်အရေးကြီးပါတယ်ကိုကိုကိုချစ်တဲ့စိတ်ပဲပုံများတယ်မဟုတ်လားဒီလိုပဲဒီနေ့ကျွန်တော်တို့ဝမ်းကျင်ကျွန်တော်တို့ပတ်ဝန်းကျင်ကျွန်တော်တို့ကိုယ်တိုင်ကအစကိုကိုကိုပဲဦးစားပေးကို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 အတွက်အစဉ်ပြေရင်ပြီးရောဘယ်သူဒီဘယ်လိုမျက်ရည်ကျနေပါစေဘယ်သူဒီဘယ်လိုပဲအာစင်ရဲ့မွေးတည်နေပါစေကို့အသက်ကို့အစဉ်ပြေကို့ဝန်စာအစဉ်ပြေပြီးရောဆိုပြီးတော့မှ ကျွန်တော်တို့လည်းအသက်ရှင်ကြရမဟုတ်လားအဲ့တော့ကြောင့်ကိုကိုကိုချစ်တော်သူကပုံများလာပါတယ်ငွေကိုတတ်မဲ့တော်သူတဲ့ငွေတော့ကိုပဲလူတိုင်းကလိုက်သွားပါတယ်ငွေမရှိရင်မဖြစ်ဘူးဩတချို့တော်သူတွေကငွေတိုင်ရမယ်ဆိုရင်ပါမစို့လုတ်ရဲတယ်ကိုခန္ဓာကိုရဲ့ကိုခန္ဓာကိုပဲမနှမျောနိုင်တော့ဘူးရောင်းရောင်းဖို့အတွက်ဟောငွေတိုင်ရမယ်ဆိုတော့တေဖို့မနှမျောဘူးငွေတိုင်ရမယ်ဆိုရင်တော့ပါမစို့လုတ်ရဲတဲ့ တတိတီတာကမကောင်းတဲ့တတိဖြစ်ပါတယ်တာဟာပါလဲဆိုတော့နောက်ဆုံးကာလမှာငွေတက်မဲ့မှုနောက်ကို အရင်ကထက်ပိုပြီးတော့မှလိုက်တော်ကြမယ်ဆိုတဲ့အရာဒီနေ့ကဘာပေါ်မှာမကောင်းမှုသူ့ဆက်ကြီးတီကဘာပေါ်မှာဘိမ့်မှုကြီးတီဖုခင်ကြီးတီဟာဘာဖြစ်လို့ဖြစ်လာတလဲဆိုတော့အလကားဖြစ်လာတာမဟုတ်ပါဘူးငွေတက်မဲ့ချိန်ကနေစပြီးတော့မှဖြစ်လာတယ်ဆိုတာတွေ့ရပါတယ်တာဟာကြီးမားတဲ့ပြဿနာ เนาะကြီးမားတဲ့ပြဿနာ ဖြစ်ပါတယ်ဒါကြောင့်ငွေဟာမရှိမဖြစ်လိုအပ်တော့အရာ ဖြစ်ပေမဲ့လည်းပဲတပ်မစိကပါလာရင်တော့ပြဿနာဖြစ်ပါတယ်တပ်မစိကပါလာရင်တော့နှုတ်ကပတ်တော်နဲ့ဆန့်ကျင်ဖြစ်ဆန့်ကျင်ပါတယ်ဆိုတာကိုနားလည်သိချင်ပါတယ်ဒါကြောင့်ချမ်းသာတဲ့မှာကျွန်တော်တို့ကိုဘယ်လိုတုံ့တင်ထားသလဲဆိုတော့ရှိတဲ့အရာနဲ့ရောက်ရဲတင်းတင်းတတ်ချင်တာတဲ့ကြီးစွာသော စီးစိမ်ဖြစ်တယ်လို့ပြောပါတယ်ကြီးစွာသောညီငွတ်ခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ရောက်ရဲခြင်းမရှိတဲ့အတ္တတင်းတင်ခြင်းကိုပါရှိတဲ့အရာလေးနဲ့တင်းတင်ခြင်းရောက်ရဲခြင်းမရှိတဲ့အတ္တဟာကြီးမားတဲ့ပြဿနာတတ်မဲ့မှုနောက်ကိုလိုက်ပါသွားစေတယ်ဆိုတာကိုကျွန်တော်တို့တတိတမာတတိနဲ့တတိပြု၍အသက်ရှင်ဖို့ရတဲ့အတွက်ဝေဟာလိုအပ်ပေမဲ့ တတ်မဲ့ဖို့မဟုတ်ဘူးဆိုတာနားလေသဘောပေါက်စေချင်ပါတယ်။ဝါကြောတော်သူတဲ့ဝါကြောတော်သူဆိုတာက ကိုထက်နုကပတော်မှာကိုထက်သူတပါးဟာပို့ပြီးတော့မှကောင်းမြတ်တယ်လို့ထင်မှတ်ခြင်းရှိကြပါလို့ပြောပေမဲ့ဒီနေရာမှာတော့ငါတိုးတယ်ငါတတ်တယ်ငါတားလင်ငါတားလင်ဆိုတဲ့စစ်ကလေးတွေဖြစ်လာတဲ့ထောင်လွှားဆိုကားတော်သူတဲ့ထောင်လွှားဆိုကသူတပါးကိုဆိုကားဖို့သူတပါးကိုပုတ်ချဖို့သူတပါးကိုအပုတ်အာခြေဖို့သူတပါးမကောင်းကြောင်းပြောဖို့သူတပါးနာမည်ပြစ်လာအောင်သူတပါးတိတ်ခါကြလာအောင်လှုပ်ဆောင်ဆိုကားတော်သူတွေပို့ပြီးတော့မှ ညာလာပဲယခုယနေ့စွင်ကျွန်တော်တို့ခရိယန်လောကထဲမှာဒီအရာတွေပေါ်ပြီးတော့မှစေတနာထားရောင်ရောင်နဲ့စေတနာထားတာမဟုတ်ပဲကိုယ့်ရဲ့ sick top box ကိုစားပြီးတော့မှ သူများတိတ်ခါကြအောင် သူများစိတ်ပြက်လာအောင် သူများကိုအမျိုးမျိုးဝေဖန်ပုတ်ခတ်ပုတ်ချပြီးတော့မှစိုးကားထောင်ထွားတဲ့သူတွေရှိလာပါတယ်တာဒီဟာလေနောက်ဆုံးတော့ကာလာရဲ့ နမိတ်လက္ခဏာဖြစ်တယ်ဆိုတော့ကိုဒီနေ့နားလည်ဖို့တဘောပေါက်ဖို့ရလိုပါတယ်ဆိုတော့အချက်ကလေးကိုဒီနေ့မနေ့မှာတော့ခွန်အားပေးဝင်ခတ်ချင်ပါတယ်ဒီမှာဖတ်တော်လို့ရှိရင်အများကြီးပါမိဘစကားကိုနားမထောင်တော့သူဂျေဇူးမရှိတော့သူတန်ဆင်းခြင်းမရှိတော့သူပဂတိကျင်နာဆုံးမဲ့ခြင်းနဲ့ကင်းတော့သူရညိုးဖွေတော့သူချောစားတတ်တော့သူကိုင်းတွေကိုမချုပ်တီးနိုင်တော့သူပြင်းထန်တော့သူသူတို့ကောင်းကိုမုန်းတော့သူတစ္ဆာကိုဖျက်တတ်တော့သူ တတိပေးချင်းကိုမခံတော်သူမမာနနဲ့ရစ်မှုတော်သူဖျားရခင်ကိုနှစ်သက်တီထက်ကာမဂုံခံစားချင်းကိုတာ၍နှစ်သက်တော်သူဖျားဝတ်၌မွေလျောရောင်ဆောင်၍ရောင်ဆောင်မွေလျောချင်းတကိုးကိုညင်းပယ်တော်သူဖြစ်ကြလိမ့်မည်ထိုသူတို့ကိုရှောင်လောဒါဒီအားလုံးဟာနောက်ဆုံးကာလမှာဖြစ်ပြလာမယ်အကြောင်းအရာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဘာထပ်ပြောတလေဆိုတော့အခိုင်လေးမှာ တိမုန်သေးဩရာစာပထမစာဆောင်ဒုတိယစာဆောင်အခန်းကြီးလေးအပိုက်ရဲ့၃တဲမှာအကြောင်းမူကားနောင်ကာလ၌လူတို့တွင်စင်ကြဲသောဩဝါဒကိုနားမခံနိုင်ပေရာသက်သောနားရှိလေမိမိတတ်မခြင်းအတိုင်းများပြားသောဆရာတို့နောက်တို့လိုက်ကြလိမ့်မည်ဓမ္မတရားကိုနားမထောင်ပဲတဏှာလူစကားကိုနားထောင်၍လွေးတော်ကြလိမ့်မည်ဒီနေ့တာဟာတကယ်ဖြစ်ပြလာတဲ့အကြောင်းအရာတကယ်ဖြစ်ပြနေတဲ့အမှုအရာပဲဖြစ်ပါလေ ရာတတနာဆိုတာကဒုက္ကပတ်တို့ရဲ့တုန်တင်ချက်ကိုအလေးထားနားထောင်တာထက်ကိုစိတ်ကြိုက်ဝိဟတဲ့သူတွေကိုရဲ့တပိုးနဲ့တွေ့တော်သူတွေအော်တနည်းပြောရရင်တော့မဟုတ်ကဟုတ်ကအရာဒီကိုပြောတတ်တဲ့သူဒီကိုနောက်ကိုပဲလိုက်တော်တတ်တဲ့အရာကိုပြောချင်တာဖြစ်တဲ့စိမံတော်စင်ကြယ်တော်ဩဝါဒဆိုတော့နှုတ်ကပတ်တော်ရဲ့စင်ကြယ်တော် ဩဝါဒကိုနားမခံနိုင်တော့ဘူးเนาะယတတော်တော်ဆိုတော့ကိုကိုရဲ့တပိုးနဲ့တွေ့တဲ့ဥပမာအာရီစရာအာဟာစရာကိုနဲ့စစ်ထိတွေ့ချင်းခံကိုကစံစာမမတိတဲ့အတွက်ကြောင့်ဘယ်သူဒီပါပြောပြောမှန်တယ်လို့ပဲထင်နေတော့အဲ့ဒီနောက်ကိုလိုက်သွားတာအဲ့ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကယတတော်နာရှိတယ်တဲ့မိမိတတ်မြင်အတိုင်းများပြားသောဆရာနောက်တို့လိုက်ကြလိမ့်မယ်ဆိုတာဒီကနေ့ ဖြစ်ပျက်နေပါပြီခြေတော်ညီကိုပေါင်းတော်မာရီနောက်ဆုံးတော့ကာလမှုတတိပြု၍အသက်ရှင်ကြပါစို့ကိုကိုတိုင်အဲ့ဒီအထဲမှာမပါဖို့ကိုကိုတိုင်ကထိုခဲ့တူအသက်မရှင်မိဖို့ရန်အတွက်တတိပြုလျက်ကျွန်တော်တို့ညီကိုပေါင်းတော်မအများကိုလည်းဆွေးထုတ်လျက်ကျွန်တော်ညီကိုပေါင်းတော်မအများကိုလည်းတိုက်တွန်းလို့ဆိုပြီးတော့မှအသက်ရှင်ကြပါစို့လားထို့တော့အသက်ရှင်ကြမယ်ဆိုရင်တိုးထင်းအကြီးပို့ထွန်းတော်မူသောအခါကျွန်တော်တို့တရဖူရ၍ကောင်းကင်ဆွေးပြီးတော့မှ ဝန်စားကြရမှာဖြစ်တယ်ဆိုတော့ကိုဒီနေ့ယုံကြည်သူများတမတတိနဲ့ဒီခေယနောကာလမှာအသက်ရှင်နိုင်ကြဖို့ကိုကိုကိုတတိပြုနိုင်ကြဖို့ရန်အတွက်ဒီနုကပတော်အဖြစ်တိုက်တွန်းခေါ်နာပေးပါတယ်ကျမ်းတော်တော်တယောက်စီတိုင်းအတ္တတာမှာဒီဆောက်ဆရာ နုကပတော်ဖြစ်ပါစေအယောက်တိုင်းကိုဘုရားရှင်ကောင်းချီးပေးပါစေ